အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Project Next Express September လာအချိုကြည့်ရှုခြင်းရဲ့အပိုင်းနှစ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အနေနဲ့သင်တို့စီကို Project Next ကနေတဆင့်ပြောရှင်းစာကောင်းပြီးတော့စိတ်လုံချစာကောင်းတဲ့ကိုးနားတွေကိုပို့ဆောင်ခဲ့တဲ့တယောက်ဒီချိန်မှာတော့ကျွန်တော်တို့အနေနဲ့ September လာမှာထွက်ရှိလာပဲ Main Office အစ်စ်ကိုကြည့်ရှုသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့တူတူရှိခဲ့တာကခုနှစ်နှစ်ဒီပါရှိသွားပြီဖြစ်ပြီးအဲ့ချိန်တွင်းမှာလည်းကျွန်တော်တို့အနေနဲ့ Mobile Legend Interface ကိုသင်တို့ရဲ့တုံ့ပြန်ချက်တွေနဲ့အကြံပြုချက်တွေပေါ်မူတည်ပြီးပြောင်းလဲမှုတွေအများကြီးပြုလုပ်ခဲ့ပါတယ်ဒီနေ့မှလည်းကျွန်တော်တို့အနေနဲ့အဲ့ဒီတိုင်းဆက်လုပ်သွားပြီး interface အစ်စ်ကိုထုတ်ပေးလိုက်ပါတယ် ဒီဇိုင်းတဲ့မှာတော့ကျွန်တော်တို့ရဲ့ဟီးရိုးတွေနဲ့ဂိမ်းကဘာကြီးကိုအဓိကအမြင်ပိုင်းဆိုင်ရာ element တွေနဲ့ပေါင်းစပ်ထားပြီးဇာမားတွေအနေနဲ့ဟီးရိုးတွေကိုများပြားလှစွာတဲ့နီးလန်းတွေနဲ့အပြန်အလှန်ဆက်ဆံနိုင်မှာပဲဖြစ်ပါတယ်။ဒါပြင် interaction အသစ်တွေနဲ့ content အသစ်တွေကလည်းဇာမားတွေကြီးစုနိုင်လို့ chain နဲ့တပြေးညီဆက်လက်ထွက်ရှိလာအောင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ရွယ်ချက်ကတော့အဲ့ဒီ chain တော်တွင်းမှာဇာမားတွေအတွက်တွေးကြုံအသစ်တွေကိုဖန်တီးပေးဖို့ပဲဖြစ်ပါတယ်။စီစဉ်တဲ့တစ်ခုစားတိုင်းမှာဟီးရိုးအသစ်တယောက်က subscribe မှာပေါ်နေမှာဖြစ်ပြီးတော့ဇာမားတွေအနေနဲ့သူတို့ရဲ့ဇာလန်းတွေကိုလေ့လာဖော်ထုတ်နိုင်မှာဖြစ်ပြီးသူတို့ရဲ့ဆက်ဆံမှုတွေကလည်းလမ်းတော့တောင်းချောင်းကိုပို့တိလာနိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒီຢာကတရားဝင်ထွက်ရှိလာတဲ့ chain ကြရင်အားလုံးပဲစမ်းကြည့်ကြဖို့ကိုကျွန်တော်တို့ဆော ောင်းတော့မဆောင်းနိုင်တော့ပါဘူး။ Interface အသစ်မှာပုံမလွယ်ကူစွာအသုံးပြုနိုင်ပြီးတော့တာတော့ပြောင်းရှိတဲ့အတွင်ပြင်သစ်နဲ့မုံရွေးချယ်မှု၄တောင်းအသစ်လည်းပါဝင်လာမှာဖြစ်ပါလိမ့်။ ကျွန်တော်တို့နေတဲ့ main office မှာရှိတဲ့ cloud ခုချင်းစီတိုင်းရဲ့အသွင်ပြင်ကိုလည်းကောင်းမွန်စွာဖန်တီးပေးထားပြီးအပြင်ပိုင်းဆိုင်ရာအလုံးစုံကိုပိုကောင်းအောင်တိုးမြင့်ပေးထားပါလိမ့်။ဒီလိုကိုပိုကောင်းမွန်တဲ့ဂိမ်းစားခြင်းတွေ့ကြုံပေးဆွမ်းနိုင်မှုတို့အတွက်မိတ်ဆွေချင်းဖြစ်စေ၊ event ဆာမနာဖြစ်စေ၊ဒါမှမဟုတ် pop-up notification ဖြစ်စေ၊ interface ရဲ့အစိပ်ပိုင်းတစ်ခုချင်းစီကိုလည်းဒီလိုရဲ့တုံ့ပြန်ချက်တွေပေါ်အခြေခံပြီးတော့ပိုကောင်းအောင်ပြုလုပ်ပေးထားပါလိမ့်။နောက်ပြီးတော့ရခင် interface ကိုပိုချိုင်းနေတဲ့သူတွေအတွက်လည်းအသင့်နဲ့အဟောင်းကြားမှာကြိုက်တဲ့အချိန်ပြောင်းလဲလို့ရမယ်၊လေးချိန်မှလည်းရရှိအောင်မှာဖြစ်ပါလိမ့်။ ကျွန်တော်အနေနဲ့လက်ရှိမှာတော့ကစားမားတွေကို feature hero ပြောင်းလဲနိုင်မယ် EDM မရှိသေးပေမဲ့နောက်နာခဲ့မှာတော့လောက်ခွင့်ပေးနိုင်လို့စီစဉ်နေဆွဲနေပါတယ်ကျွန်တော်ရဲ့ရွေးချယ်ကတော့ရေသွေးနဲ့ဆွမ်းဆောင်ရနှစ်ခုလုံးနဲ့ပတ်သက်ပြီးကစားမားတွေအတွေ့အကြုံကိုမြင်တဲ့ပိုကောင်းလောက်ပေးနေပို့ပါပဲနောက်ဆုံးအနေနဲ့များပြားတဲ့ကစားမားတွေက lag ချင်းတွေ frame rate ကျချင်းတွေနဲ့အပူလုံကဲချင်းတွေလိုမျိုးပြဿနာတွေနဲ့ကြုံတွေ့နေရတာကိုသိရှိထားပြီး၎င်းတို့လည်းကျွန်တော်တို့အနေနဲ့ interface အသစ်မှာဂိမ်းဆွမ်းဆောင်ရမကြတော့အောင်လုပ်ပေးထားပါတယ် အရာလုံးချုံချုံမွေ့မွေ့လှုပ်ဆောင်နိုင်ခြင်းကိုတည်တာစေဖို့ကကျွန်တော်တို့ interface ကိုပိုကောင်းအောင်လုပ်ရခြင်းတွေအကုန်လုံးရဲ့လိုအပ်ချက်ပဲဖြစ်ပါလေ။ September လောက်မှလာမယ့်ကွန်းနတ်တွေကိုဆက်လက်ဆောင်ပြောကြီးစုလိုက်ကြပါဦး။ဒါကတော့ Project Next Express ရဲ့ဒီဘက်မှာပြောပြခြင်းလဲအကြောင်းတွေပဲဖြစ်ပါလေ။နောက်ပြီးနောက်ထပ်အချိန်မတိုင်ခင်အထိလမ်းတော်တော်မှာကျွန်တော်တို့ပြန်ဆောင်တွေ့ကြတာပေါ့။